မင်္ဂလာပါဒီနေ့မျှဝေပေးမှာတော့လူခွေနဲ့ကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါလဲဆိုတာလေးမျှဝေပေးမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနိုင်ငံတစ်ခုရဲ့လေပတ်နယ်ကျန်ရာကိုပိုပြီးကောင်းပုံဖော်ပြရတာဖြစ်တယ်အစိုးရနဲ့နိုင်ငံသူနိုင်ငံသားတွေပြည်တွင်းကြမှာချုပ်ဆိုထားတဲ့ပြင်မြင်လို့လည်းခေါ်ကြတယ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြည့်မယ်ဆိုရင်ဘာတွေ့နိုင်လဲဆိုတော့အစိုးရတရရဲ့တာဝန်နဲ့လုံပိုင်ခွင့်ရဲ့မန္တလေးတစ်ခုနဲ့တစ်ခုကြားထင်းထင်းလေပတ်နေတဲ့အာဏာဖွဲ့ဝေမှုနဲ့အာဏာတက်ရောက်စေမှုရဲ့နောက်နိုင်ငံတစ်ခုကိုဘလို့ပုံစံမျိုးမျိုးမှန်းပြီးတိစောက်မလဲလေပတ်သွားမလဲဆိုတာလေးကိုတွေ့နိုင်ပါလေ။နောက်အရေးကြီးတာကပြည်သူတွေခံစားရမယ့်လူခွင့်ရုပ်အတီအလင်းအတိတ်ပဲဖော်ပြထားရမယ်။ နောက်ပြီးဒီလူခွင့်ရတွေကိုပြည်သူတရရလောင်ခွဲခြားမှုမရှိဘဲခံစားနိုင်မှုတွေလှုပ်ဆောင်မဲ့အစိုးရရဲ့တာဝန်တွေကိုပေါ်ပြထားရဖြစ်ရမယ်။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအစိုးရနဲ့ပြည်သူတွေကြားတာဝန်ရှိမှုနဲ့တာဝန်သိမှုတွေကြားမှာချုပ်ဆိုထားတဲ့ပြင်းရင်ဆိုရင်လည်းမမှားပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေဟာပြည်သူတွေရဲ့ခွင့်ရတွေကိုညှင်းဆို့တတ်မှတ်ပေးထားတာဖြစ်တဲ့အတွက်လူခွင့်ရနဲ့ပတ်သက်ရင်နိုင်ငံတကာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာရန်ရည်ကြည့်ပါလား။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုကျွန်တော်တို့လူခွင့်ရဆန်းစစ်ကြည့်မယ်ဆိုရင်အပိုင်းနှစ်ပိုင်းနဲ့ဆန်းစစ်လို့ရပါတယ်။ဒီပိုင်းကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့ပိုင်းဖြစ်ပါလေ။နိုင်ငံတိုင်းနိုင်ငံတွေပြည်သူတွေအတွက်အရေးကြီးတဲ့အခြေခံဥပဒေကိုရေးဆွဲတဲ့အခါမှာဘယ်လိုရေးဆွဲကြလဲ၊ဘသူတွေပါဝင်ရေးဆွဲကြလဲဆိုတဲ့အချက်ကရေးကြီးပါတယ်။ တနပြောင်းအောက်ကနေရေးဆွဲရလားဒါမဟုတ်လူတချို့ကကိုယ်စိတ်ဆိုင်ကိုရေးဆွဲရလားဒါမဟုတ်ပါဝင်သိပါဝင်ထိုက်တဲ့သူတွေရေးဆွဲရလားဆိုတဲ့အချက်လေးတွေနဲ့စမ်းသပ်နိုင်ပါလေပါဝင်သိပါဝင်ထိုက်တဲ့လူတွေပါဝင်ပြီးရေးဆွဲမယ်ဆိုရင်မတူညီတဲ့အယူအဆတွေကိုထည့်သွင်းစဉ်းစားမှဖြစ်လို့အချိန်တော့ပူကြနိုင်တယ်ဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရပြားဝင်မှုပူရနိုင်တယ်ဒါပြင်ဖွဲ့ခြားဖိချင်ခံရတဲ့လူနည်းစုပြည်သူတွေအတွက်သူတို့ရဲ့အရေးပေါ်ထည့်သွင်းစဉ်းစားဖြစ်တာကြောင့် လမ်းသူညီမျှမှုကိုပေါ်ဆောင်ပေးနိုင်တဲ့ချက်ကိုအမှတ်ခံပေးနိုင်တယ်။လူခွင်နဲ့ပတ်သက်ပြီးဆန်းစစ်လို့ရတဲ့နောက်တစ်ပိုင်းကတော့ဖွဲ့စည်းပုံခြေခံဥပဒေမှာပါဝင်တဲ့လူခွင်ရဲ့မျိုးစားတွေဖြစ်တယ်။ဖွဲ့စည်းပုံခြေခံဥပဒေထဲမှာလူခွင်ရဲ့အခြေခံမူတွေနဲ့ပတ်သက်ပြီးဘယ်လောက်ထိလက်ခံကျင့်သုံးထားလဲလူတိုင်းအတွက်လားခွဲခြားမှုတွေရှိမလားမတူညီခွဲပြားမှုတွေကိုလက်ခံပြီးတော့ခွဲခြားမှုတွေကိုတားဆီးပေးလားဆိုတဲ့စတဲ့အချက်တွေနဲ့ဖွဲ့စည်းပုံခြေခံဥပဒေတစ်ခုဟာလူခွင်ရဘယ်လောက်ထိ ပြည့်မှတ်ပြုလဲဆိုတော့စမ်းစစ်နိုင်ပါလေအခြားရေးကြည့်တဲ့စမ်းစစ်မှုတွေကဘာလဲဆိုတော့တိုင်းပြည်ရဲ့မန္တန်ကြီး၃ခုဖြစ်တဲ့အုတ်ချုပ်ရေးတရားစင်ရေးတရားဥပဒေပြုရေးဆိုတဲ့မန္တန်တွေထဲမှာအပြည့်အလန်းတာဝန်ခွဲဝေမှုတွေထိန်းချုပ်မှုတွေရှိနေပြီလားထိန်းချုပ်တဲ့ပုံစံရောလူခွင့်နဲ့ပတ်သက်ပြီးကာဝယ်ပေးတဲ့ပုံစံဖြစ်ရလားနောက်ဒီမန္တန်ကြီး၃ခုထဲမှာတစ်ခုချင်းလိုက်လူခွင့်ကိုလေးစားဖို့ကာဝယ်ဖို့ဖြည့်ဆည်းပေးဖို့အတွက်တာဝန်တွေလုပ်ပိုင်ခွင့်နဲ့ပြည့်ဝရှိရလားဆိုတဲ့စမ်းစစ်မှုတွေဖြစ်ပါလေ ဒါပြင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလူခွင့်ရချိုးပေါက်ခံတဲ့ပြည်သူတွေတိုင်ကြားဖို့အတွက်လူထုံးလုံးနေတဲ့ရန်တရားတွေကိုအတိမပြုခွင့်ပြုထားလားအမှန်တရားရှာဖွေနိုင်မှုအတွက်အထူးစီစဉ်နေရှိပြီလားတရားမျှတမှုကိုပေါ်ဆောင်နိုင်မဲ့လူထုံးလုံးနေလုပ်ငန်းစဉ်တွေရှိလားလူခွင့်ကြောင့်ပူချပေးမဲ့ပညာပေးအစီအစဉ်တွေရောတရားဝင်ခွင့်ပြုထားလားဆိုတဲ့အချက်တွေနဲ့တိုင်းတတ်နိုင်ပါလေဆိုတော့ကဒီအချက်တွေပြည့်စုံမှုအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့လူလည်းပါရမယ်။အများအားဖြင့်ဖိတ်ချင်ချင်းခံထားတဲ့လူတွေအရေးတွေပါဝင်နိုင်မှုအတွက်သူတို့ရဲ့တန်အောင်လည်းလေးစားပြီးပါဝင်ရှိရမယ်။ဖွဲ့စည်းပုံစံဥပဒေမှာအခွင့်အရေးမျိုးစားတွေစုံလင်ပြီးတော့တူဦးတယောက်ချင်းအခွင့်အရေးအောက်ဆလိုက်အခွင့်အရေးတွေကိုကာကွယ်ပေးနိုင်တဲ့အမခံချက်တွေရှိရမယ်။နိုင်ငံတကာစံချိန်နဲ့ကန့်ညီပြီးတော့ချိုးပေါက်တဲ့အခါမှာတန်ကြားနိုင်တဲ့ဥပဒေအရအေးအေးယူနိုင်တဲ့လုပ်ငန်းစဉ်တွေလည်းရှိရပါမယ်။ ကနာတိရီမှာကနာလိုက် လူခွင့်ရေးကိုစာကွယ်လေးစားမြင့်တင်ပြီးတာဝန်တွေပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမှဒါဟာလူခွင့်ရေးနဲ့ကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုနိုင်မှာဖြစ်ပါတယ်။ကြီးစုနိုင်စဉ်ပြည့်အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်ပြန်ဆောင်ကြမယ်နော်။